လောနဲ့သူရဲ့ယာကပြန်လည်တွန်းအားပေးမှုရဲ့ဒိုင်နမစ်အကြောင်းကိုပြောလာခဲ့တဲ့ဂွာဒီယိုလာပရိသတ်များအလုံးမဲ့မင်္ဂလာပါများအီကရစ်ပေါ်ကတင်ဆက်နေပါတယ်မန်စီးတီးနီးပြဂွာဒီယိုလာကသူရဲ့နီးပြဘောကဘွဲရည်တဲ့တထောင်ပြင်းမြောက်ချိန်မှာလီဗာပူးနီးပြဟောင်းကြီးယာဂန်ကလော့ဖ်နဲ့ပတ်သက်လို့ပြောခဲ့တဲ့ဇာတ်ကားတွေကအင်မတန်မှနက်ရှိုင်းပြီးတော့အတိပယ်ပြေဝလုံးနဲ့အတွေးမြင်နေပါပရီးမီးယားလီးရဲ့ရွှေရောင်ခေတ်ကိုအမတ်တရဖန်တီးခဲ့တဲ့ဘက်ဂွာဒီယိုလာနဲ့ယာဂန်ကလော့ဖ်တို့ရဲ့ပြိုင်ဆိုင်မှုကြီးဟာဘောလုံးသမိုင်းမှာတော့ထူးခြားတဲ့ခံကဏ္ဍကနေပါဝင်နေခဲ့ပါတယ် သူပြောခဲ့တဲ့စကားတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာသုံးသပ်ပြောကြရင်ညီကိုတို့အတွက်ပြန်လည်ဝင်မြောက်ပေးလိုက်ရပါတယ်။ကဲစင်းနေဖြစ်ပြီဆိုရင်တော့အခုပဲစလိုက်ကြရအောင်ပါ။အခန်း၁ပြိုင်ဘက်ဆိုတဲ့ယူဆရဲ့ပြန်လည်သတ်မှတ်ခြင်းဒါမှမဟုတ်ပြင်တော့ပြိုင်ဘက်ဆိုတာရန်သူအနိုင်ရဖို့ချေမွားမဲ့သူတူဖြစ်မြင်တတ်ကြပါလိမ့်။ဒါပေမဲ့ Guardiola နဲ့ Jurgen Klopp ရဲ့ဆက်ဆံရေးကတော့ဒီလိုမဟုတ်ပါဘူး။ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ Guardiola ကဒီမှတ်တိုင်ကိုကျွန်တော်ညီပြဘွားရဲ့ပွဲရီတစ်ထောင်မြောက်ကိုလူတွေအများကြီးအများကြီးနဲ့မျှဝေခံစားဖို့အတွက် ပြိုင်ပွဲတူကိုရွေးချယ်ရမယ်ဆိုရင်အကောင်းဆုံးကလီဗာပူးသင်းဖြစ်မှာပါအထူးသဖြင့်တော့ရာကန်ကလော့ဖ်နဲ့တူဒီနိုင်ငံမှာအကြီးမားဆုံးပြိုင်ဘက်တွေဖြစ်ခဲ့ကြပါတယ်လို့ပြောခဲ့ပါတယ်။ဒီစကားရဲ့နန်နေတဲ့အတိတ်တွေကိုချဲ့ထွင်ကြည့်မယ်ဆိုရင်ဂွာဒီယိုလာအတွက်ကလော့ဖ်ကသူ့ရဲ့အောင်မြင်မှုတွေကိုတူတူဝင်မြခံစားလို့ရတဲ့လူတစ်ယောက်ဖြစ်နေတာတွေ့ရပါတယ်။ဒါဟာဘောလုံးလောကရဲ့အားကစားစိတ်ကဲ sportsmanship အမြင့်ဆုံးဆင့်ကိုရောက်နေတာပါ။သူတို့နှစ်ဦးကတယောက်ကိုတယောက်နိုင်ဖို့ကြိုးစားကြပြီးမြေဒီပြိုင်ဆိုင်မှုရဲ့အတွင်းကြတဲ့အတိတ်တွေကိုနားလည်ကြသူတွေပါ။ ဒီဆက်ချော်လာကြီးရဲ့ကံကြမ္မာကဒါကိုဆုံးဖြတ်ပေးခဲ့တာပါဆိုတော့ဂွာဒီယိုလာရဲ့ဇကာကသူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုကံကြမ္မာရဲ့လက်ချက်အဖြစ်မြင်နေတာဖြစ်ပါတယ်။ဒါဟာတာမန်ပြိုင်ဆိုင်မှုတစ်ခုထက်ပိုပြီးတော့ net shine နဲ့အတိပဲရှိနေတာကိုပြသနေပါတယ်။အခန်းနှစ်လေးစားမှုဆိုတဲ့အခြေခံစီမင်းဂွာဒီယိုလာကဆက်ပြီးတော့ပြောထားတာကကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ထိလေးစားမှုရှိတယ်ဆိုတဲ့ခန်းစားချက်ကိုအမြဲတမ်းပိုင်ဆိုင်ခဲ့ပါတယ်။ကလပ်တင်းချင်းချင်းတော့ကျွန်တော်မပြောတတ်ပါဘူး။ဒါပေမဲ့ယာရန်ကလော့ရဲ့အဖွဲ့ဒါမှမဟုတ်ပက်ဂွာဒီယိုလာရဲ့အဖွဲ့အနေနဲ့ဆိုရင်တော့ ကျွန်တော်တို့တယောက်ကိုတယောက်အများကြီးလေးစားခဲ့ကြပါတယ်ဆိုပြီးတော့ဖြစ်ပါတယ်။ဒီမှာဂွာဒီလာကအရန်ကိုယူသွားတဲ့ချက်ကိုထုတ်ပြောထားပါတယ်။ကလပ်သင်းတွေအဆင့်မှာပရိသတ်တွေမီဒီယာတွေကြားတဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေရှိနိုင်ပေမဲ့နီးပြနှစ်ဦးအဆင့်မှာတော့သူတို့မှာလေးစားမှုဆိုတဲ့အခြေခံအကြောင်းရင်းရှိနေတယ်ဆိုတာပါ။ဒီလေးစားမှုကဘာကြောင့်လဲဆိုတော့သူတို့နှစ်ဦးစလုံးဟာတယောက်ရဲ့ကစားဟန်ကိုတယောက်နားလေတယ်။တယောက်ရဲ့အောင်မြင်မှုကိုတယောက်အတိမတ်ပြုတယ်။တယောက်ရဲ့ခက်ခဲမှုတွေကိုတယောက်သိတယ်ဆိုတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။ဒီလိုလေးစားမှုမျိုးဟာ professional လောကတွေမှာရှားပါးတဲ့အရေးတွေတစ်ရပ်ဖြစ်ပါတယ်။ ဒရုန်းအုပ်ကတယောက်ရဲ့နေပြူဟာတွေကစားဟန်တွေကိုလေ့လာပြီးတော့အကြံဉာဏ်ယူကြတာမျိုးရှိပါတယ်။အကန့်၃စိန်ခေါ်မှုရဲ့တန်ဖိုးနဲ့ဖွံ့ဖြိုးမှုဂွာဒီယိုလာရဲ့ဇကားထဲမှာရေးကြီးဆုံးအပိုင်းကပြီးတော့ယာကန်ကကျွန်တော်ကိုအများကြီးပေးခဲ့လို့ခန်းစားရတယ်။သူ့ကိုကျွန်တော်လွမ်းပါတယ်။ဘယ်လိုသဘောမျိုးလဲဆိုတော့ဟာဒီလိုအနိုင်ရဖို့ငါဘယ်လောက်ထိစဉ်းစားရမလဲ။အလုပ်လုပ်ရမလဲ။လှုပ်ဆောင်ရမလဲ။ပိုကောင်းအောင်လုပ်ရမလဲဆိုတဲ့စိန်ခေါ်မှုသဘောမျိုးပါ။ဆိုတဲ့ဇကားဖြစ်နေတယ်လို့ကျွန်တော်ကခန်းစားရပါတယ်။ဒီဇကားဟာဂွာဒီယိုလာရဲ့အတွေးခေါ်ကိုထင်ရှားဆုံးဖော်ပြနေပါတယ်။ သူက Klopp ကိုသူ့အတွက်အကောင်းဆုံးစိန်ခေါ်မှုတစ်ရက်ဖြစ်မြင်နေတာပါတကယ်တော့ Manchester City အသင်းဟာ Klopp မရှိတော့တဲ့ Premier League မှာဘယ်လောက်တောင်ပြင်းရည်ပြီးတော့အားမရှိမှလဲဆိုတာစဉ်းစားကြည့်ပါ Klopp ရဲ့ Liverpool အသင်းဟာ Guardiola ကိုနှိပြအသစ်တွေတီထွင်မှုကစားမားရဲ့ဆန်းဆော်ရီကိုပိုပြီးတော့တိုးမြှင့်ဖို့ကစားဟန်ကိုပုံမကောင်းမအောင်လုပ်ဖို့စတဲ့စိန်ခေါ်မှုတွေအမြဲပြင်းနေခဲ့ပါတယ်ဒီစိန်ခေါ်မှုတွေကြောင့် Manchester City အသင်းက2017-2018ရာသီမှာအမတ်တရာနဲ့ပိုဆွေးနိုင်ခဲ့ပါတယ်ကစားမားရဲ့ဆွမ်းရည်ကိုအမြင့်ဆုံးထုတ်ယူနိုင်ခဲ့ပါတယ် မျိုးပြာမျိုးမျိုးနဲ့ကစားနိုင်တဲ့စွမ်းရည်ရှိလာတဲ့ဆိုတဲ့အာသာချက်တွေရရှိပိုင်ဆိုင်လာနိုင်ခဲ့ပါတယ်အခန်းလေးအပြန်လန်တွန်းအားပေးမှုရဲ့ dynamic ကာဒီယိုလာကကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ကလီဗာပူးကိုပိုကောင်းလာအောင်တွန်းအားပေးခဲ့တယ်လို့လီဗာပူးကလည်းကျွန်တော်တို့ကိုပိုကောင်းလာအောင်တွန်းအားပေးခဲ့ပါတယ်အဲဒါကတည်ကြပါတယ်လို့ဆက်ပြောခဲ့ပါတယ်ဒီစကားဟာသူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုအချုပ်အားဖြင့်ကောင်းကောင်းပြောပြနေပါတယ်ဒါဟာတစ်ဖက်သက်ပြိုင်ဆိုင်မှုမဟုတ်ပါဘူးအပြန်လန်အားဖြင့်အတူတူကြီးပြင်းလာခဲ့ကြတဲ့ဆက်ဆံရေးပါဥပမာအနေနဲ့ကြည့်မယ်ဆိုရင်တော့ မန်ချက်စတာစီးတီးရဲ့ဘောလုံးပိုင်ဆိုင်မှုအခြေပြုကစားဟန်ကလီဗာပူးကိုပိုပြီးတော့စနစ်ကျတဲ့ကာကွယ်ရေးကစားဟန်ဖွံ့ဖြိုးလာအောင်လုံဆောင်ပေးခဲ့ပါတယ်။လီဗာပူးရဲ့ဂျာဂျန်ပရက်ဆင်ကစားဟန်ကမန်ချက်စတာစီးတီးကိုပိုပြီးတော့မြန်ဆန်ထိရောက်တဲ့အသင်ကူပြောင်းမှုတွေလှုပ်ဆောင်မှုစိန်ခေါ်မှုပေးခဲ့ပါတယ်။နေတင်းစလုံးရဲ့ကစားဟန်တွေကတင်းတဲ့တင်းဆန့်ကျင်ဘက်ဖြစ်နေကြောက်ရွံ့မဲ့တခုမှရှိရင်တခုလည်းပြည့်စုံမှုရှိမှာမဟုတ်ပါဘူး။ဒီပြိုင်ဆိုင်မှုကြီးဟာနီးပြနှစ်ဦးကိုရိုင်းအတွက်လည်းဖွံ့ဖြိုးမှုတွေယူဆောင်လာခဲ့ပါတယ်။ ဂွာဒီယိုလာအနေနဲ့ပိုပရဆေးရှိလက်ရှိဖြစ်လာပါတယ်။ကလော့မှာလည်းပိုပြီးတော့နီးပြူဟာကြားတဲ့ကစားဟန်တွေဖွင့်ဖြိုးလာတယ်။ဒီလိုနဲ့ပဲနှစ်ဦးစလုံးပိုပြည့်စုံတဲ့နီးပြတွေဖြစ်လာကြပါတယ်။အခန်းကကမ္ဘာပေါ်လုံးအဆင့်အတွက်အမွေနှစ်ဂွာဒီယိုလာနဲ့ကလော့ရဲ့ပြိုင်ဆိုင်မှုကြီးကပရီးမီးယားလိဂ်ကိုကျော်လွန်ပြီးတော့ကမ္ဘာပေါ်လုံးအတွက်အမွေနှစ်တရက်ကိုထားရခဲ့ပါတယ်။ဒီပြိုင်ဆိုင်မှုကြီးကနေပြိုင်ဆိုင်မှုနဲ့လေးစားမှုကတွဲဖက်သွားလို့ရတယ်။ဒီနှစ်ခုကစန့်ကျင်ဘက်မဟုတ်ပါဘူး။စီမံတဲ့ပြိုင်ဘက်ကတင့်ကိုပိုကောင်းလာအောင်လုပ်ပေးနိုင်နေတင့်မှာခိုင်မာတဲ့ပြိုင်ဘက်ရှိတာကကန်ကောင်းခြင်းတရက်ပါ။အ အောင်မြင်မှုဆိုတာအနိုင်ရတာထက်ပိုပါရီဂွာဒီလာအတွက်ကလော့နဲ့ပြန်ရတဲ့ခရီးကိုယ်တိုင်ကပဲအောင်မြင်မှုတည့်ရဖြစ်နေတာပါဆိုတော့အတွေ့အမြင်တွေရရှိစီပါရီဂွာဒီလာပြောခဲ့တဲ့စကားတွေကိုနှိချောရမယ်ဆိုရင်စေမန်တဲ့အောင်မြင်မှုဆိုတာတင့်ကိုပိုကောင်းလာစေတဲ့တွန်းအားတည့်ရလို့မှတ်ယူနိုင်ကြောင်းပါဒီပေါ်မှာညီကိုရီအမတ်တရအမြင်တွေကိုလည်းပြောပြပေးသွားခဲ့ကြပါဦးမြားစုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်မြား